ထူးထူးခြားခြားပြည်ရင်သတင်းများကဥစွာတင်ဆက်မယ့်သတင်းကတော့တောင်ကူမျိုးခပောင်းချောင်းရီမြင့်တက်လာမှုကြောင့်ဒေသခံအိမ်နောင်စု2000ခန့်ဘေးလွတ်ရာသို့ပြောင်းရွှေ့နေရတဲ့သတင်းဖြစ်ပါတယ်။ တောင်ကူမြို့ရင်ခပေါင်းချောင်းရီမြင့်တက်လာမှုကြောင့်ကင်းစိတ်ကျွော်အပါဝင်6နှစ်ပေကျွော်နေဒေသခံအိမ်တော်စု2000ခန့်ပြေလို့ရသူပြောင်းရွှေ့နေရကြောင်းသိရပါတယ်။ချောင်းရီမြင့်တက်လာခြင်းကြောင့်တောင်ကူမြို့ကင်းစိတ်ရွာအပြင်အနည်းပဝင်ချင်းကျွော်များဖြစ်တဲ့ရေချမ်းစင်ကြေပုံရွက်ကကျွန်းတော်ကုန်စသည်တို့မှဒေသခံများပြောင်းရွှေ့နေကြရခြင်းဖြစ်ပါတယ်။အနောက်တောင်ဘုတ်တုံလေးအားလုံးကောင်းလာနိုင်ခြင်းကြောင့်ဇွန်လ20ရက်မှ25ရက်အတွင်းတိုင်းနယ်ပြည်နယ်များအလိုက်မိုးကြီးခြင်းနဲ့မိုးသက်လေ ပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့မိုဇလာမအသိပေးထားကရှုပ်တရရေကြီးရေရှမ်းဖြစ်ပွားလာနိုင်တဲ့အတွက်မြစ်ချောင်းများအနီးနေထိုင်သူဒေသခံများသတိပြုနေထိုင်ကြရန်တတိပေးထားကြောင်းသိရပါရရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့တရားမဝင်လမ်းကြောင်းကမလေးရှားကိုအလုလို့ဖို့တောက်ရောက်သူလူငယ်20ထိုင်းရောဘာချမ်းမှာဖမ်းဆီးရမိတဲ့တဲ့ရင်ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်များဟာလူကုန်ကူးမှုလမ်းကြောင်းတစ်ခုကိုပိတ်ဆို့နိုင်ခဲ့မှုအဖြစ်စွန်းလဆေးရဲနနာပိုင်ကစီးနေမှုဖြစ်စဉ်တစ်ခုအတွင်းကန်ချန်နပူရီပြည်နယ်ရှိရောဘာချန်တခုတွင်ပုံအောင်နေတဲ့တရားမဝင်မြန်မာရွှေပြောင်းလုံသား20ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါရယ်ဖြစ်ရတွင်ဖမ်းမိတရားခံများထွက်ဆိုစေအရာ၎င်းတို့ကိုပွဲစားများကမလေးရှားတွင်အလုအကန်ရရှိရန်ကြေပြူထားပြီးတအူးလျင်မြန်မာငွေကျပ်85သိန်းဝန်းကျင်ရှိ မလေးရှားရင်ကေ6500ခန်းဘတ်9500ခန်းပေးဆောင်ခဲ့ရကြောင်းအရာရှိများကိုဝန်ခံချက်ပေးခဲ့တယ်လို့ဆိုကြောင်းသိရပါရရှင်။ ထပ်မံနေဆက်မဲ့တဲ့ရင်ကတော့မကွေးရင်မျက်စိဝေဒနာရှင်များကိုခွဲစေကူတာပေးမယ်ဆိုတဲ့တင်ဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းမှာသဲဖြူစီရတော့ဒေါက်တာဗတ်တန်နာပညာစောတာရဲ့ဩဝါဒကိုခံယူပြီးမကွေးတိုင်းပြည်သူ့ကျန်းမာရေးနယ်ကုသရေးဦးစီးဌာနနဲ့အနန္တစေတနာဖောင်ဒေးရှင်းတို့ပူးပေါင်းကမျက်စိဝေဒနာရှင်900ဆိုကိုခွဲစေကူတာပေးတော်မှာဖြစ်တယ်လို့သိရပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းကမျက်စိဝေဒနာရှင်တွေကိုဇွန်လ18ရက်ကစတင်ကကုသပေးနေတာဖြစ်တယ်လို့သိရပါတယ်။ အခုကူတာပေးတာဟာဒုတိယအကြိမ်ဖြစ်ကနေ့စဉ်လူနာ30ကိုခွဲစေပေးသွားမှာဖြစ်တယ်လို့မကွေးတိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနတိုင်းဦးစီးမှုထောက်တာအောင်မြင်ဦးကပြောကြားသိရပါရရှင် နောက်ဆုံးနေဆက်မဲ့တဲ့င်းကတော့ပန်နီတာရာမရွှေတောင်ကုန်းတရားရိပ်သားများရဲ့မဟာနယကကျုံဘီလင်းဆရာတော်ကြီးဘဝနဲ့ထံပြန်လုံတော်မူတဲ့တဲ့င်းဖြစ်ပါတယ်။ပန်နီတာရာမတရားရိပ်သားများရဲ့မဟာနယကကျုံဘီလင်းဆရာတော်ကြီးဘဝနဲ့ထံပြန်လုံတော်မူကြောင်းသိရပါတယ်။ဆရာတော်ကြီးမှာဇွန်လ18ရက်ညနေ6:55မိနစ်တွင် ပြန်လုံတော်မူခဲ့ခြင်းဖြစ်ပါတယ်။ပြန်လုံတော်မူချိန်တွင်သက်တော်92နှစ်၊သိခါတော်81ဝရှိဘီလင်းဆရာတော်ဖရာကြီးဗဒ္ဒနာပညာ ဓိပရဲ့ရုပ်ကလတော်ကိုဇွန်လ18ရက်မှဇွန်လ22ရက်အထိ9ရက်တိုင်းတိုင်းရန်ကုန်မြို့ပန္နိတာရာမှာရွှေတောင်ကုန်းသာသနာရိပ်သာတွင်ပူဇော်ထားရှိမှာဖြစ်ပြီးဇွန်လ22ရက်မိုတယ်12နာရီတွင်ပဲခူးမြို့ဒေါ်စကန်ရိပ်သာသို့စံချောင်းပြောင်းအစီအစဉ်ဖြင့်ပြောင်းရှိမှာဖြစ်ကာဇွန်လ24ရက်ညနေ3နာရီတွင်ပဲခူးမြို့စေမိုင်ကုန်းဒေါ်စကန်ရိပ်သာတွင်အန်တီမာအဂီဇာဘနာပူဇော်ခြင်းပါမှာဖြစ်တယ်လို့သိရပါတယ်ရှင်။